ဒီ hydraulic system ရဲ့ output ကိုကြာတော့ကုဖြူဘလူရမြန်တိုင်းတာလေးဒီ excavator တွေမှာတတ်ထားတဲ့ hydraulic system ကဘယ်ဇန်းရားနဲ့မှမတူတာဒီအချက်ကကျွန်တော်တို့ main point ပဲ hydraulic system ရောအဲ့လိုမျိုးလေးဒီဘယ်အရာတွေကိုကြည့်ပြီးတော့အပြေရှာလို့ရမလဲ troubleshoot လုပ်လို့ရမလဲ hydraulic system မှာကျွန်တော်တို့ကအပြေရှာမယ်ဆိုရင်တော့ hydraulic excavator တခုမှာ engine system ရဲ့ output ကိုကျွန်တော်တို့ကဒီ horse power နဲ့တိုင်းတာပြီးတော့ဒီ hydraulic system ရဲ့ output ကိုကြာတော့ကုဖြိုဘလူရီမြန်တိုင်းတာလေခဗျအဲ့ဒါလေးလည်းတစ်ချက်ပြောပြပေးပါအောင်အသေးစိတ် ဟုတ်ကဲ့ကျွန်တော်တို့ hydraulic system တစ်ခုကနေပြီးတော့ကျွန်တော်တို့ဗာပြန်ရတယ်လဲပေါ့နော်အဲသူကဗာပြန်ထုတ်ပေးတယ်လဲဆိုရင်ကျွန်တော်တို့နှစ်မျိုးရှိတယ် flow နဲ့ pressure နဲ့ပျံထုတ်ပေးတယ်ဒါ hydraulic pump ကတော့ကျွန်တော်တို့ flow တစ်ခုကိုပဲထုတ်ပေးတယ်ဒီ hydraulic pump ထုတ်ပေးတဲ့ flow ကိုပဲကျွန်တော်တို့ဒီအဲဘားတွေ relief တွေကနေတစ်ဆင့်ကျွန်တော်တို့က pressure ကိုပြန်လဲပြောင်းပြန်ပြောင်းပြီးတော့ရယူတယ်ပေါ့ဗျာဒီ pressure ကနေပဲကျွန်တော်တို့ကစက်တစည်းလုံးကိုကျွန်တော်တို့အလုံးလုံးစီတယ်အဲရွေးရှားစီတယ်အဲဒီ flow နဲ့ pressure ကတော့ကျွန်တော်တို့ဒီဒီစက်ပြင်ဘိုင်းမှာလဲကျွန်တော်တို့နည်းနည်းအားနည်းတာလေးတွေတွေ့ရတယ်ဒီ flow းနဲ့ pressure ကိုသာကျွန်တော်တို့ကတည်တည်ချာချာခွဲခြားပြီးတော့လောက်တတ်မယ်ဆိုရင်အဲဒီစက်ပြင်းတဲ့နေရာမှာထိထိရောက်ရောက်ကျွန်တော်တို့မှန်မှန်ကန်ကန်ဖြစ်ရတာကိုဖြစ်ဖြစ်ဖြစ်နိုင်တယ်ပေါ့ဗျာနော်ထိရောက်ထိရောက်မှန်ကန်နိုင်တယ်ပေါ့နော်ကျွန်တော် excavator တစ်စီးမှာဆိုရင်အကြမ်းများအဖြစ်ခွဲမယ်ဆိုရင်ကျွန်တော် flow ဆိုတာကျွန်တော် excavator တစ်စီးရဲ့ speed ကိုကျွန်တော်တို့ကိုးစားပြုတယ်စတစည်းကျွန်တော်တို့မြန်မြန်လှုပ်ချင်းနှင်းနှင်းလှုပ်ချင်းဒီကျွန်တော်တို့ flow ပေါ်မှာကျွန်တော်တို့ဓာတ်ရိုက်တက်ရောက်မှုရှိတယ်နောက်တစ်ခုကတော့ကျွန်တော် pressure ပရက်ရှာဆိုတာကြကျွန်တော်တို့စက်တစည်းရဲ့အဝင်ယုံနိုင်ခြင်းပေါ့ခုမှကျွန်တော်ကြောက်တုံးတုံးကိုကုတ်ပြီးတော့အပေါ်မနိုင်တဲ့အားရှိတယ်အာကျွန်တော်မြေကိုဆွဲကုန်နိုင်တဲ့အားဒီအားကတော့ကျွန်တော်တို့ပရက်ရှာကိုပရက်ရှာနဲ့တတ်ဆိုင်တယ် เนาะအဲ့တော့ကျွန်တော်အဲဒီ excavator တစ်စီးမှာရှိတဲ့ hydraulic system နေအဲကျွန်တော်တို့လိုချင်တဲ့နှစ်ခုဒီအဲကျွန်တော်တို့ပြန်ရမယ်နှစ်ခုဒီလဲကျွန်တော်တို့ flow နဲ့ pressure နဲ့ဖြစ်တယ်အဲ့တော့ဒီ flow နဲ့ pressure ကိုဒီဒီ flow နဲ့ pressure ဆိုတာကတော့ဒီ hydraulic season နေတဲ့ season မှုတစ်ခုတည်းမှာပဲရောနေဖြစ်နေတာညာအဲ့ဒါကိုဒီကျွန်တော်တို့နားလည်လို့ရဥပမာလေးနဲ့ပြောရမယ်ဆိုရင်တော့အဲဥပမာလူတစ်ယောက်ကကျွန်တော်တို့ကြောက်တုံးကြီးကိုတွန်းတယ်ဆိုပါစို့ နော်အဲ့ချိန်မှာကျွန်တော်တို့ကဒီကြောက်တုံးကျွန်တော်တို့ဒီနှစ်ဆလောက်ကြီးတဲ့ကြောက်တုံးကိုကျွန်တော်ဒီလို R site ပြီးတွန်းမယ်ဆိုရင်ကျွန်တော်တို့ဒီ R site တဲ့လက်ဖြန်အားတွေဒီပခုံးတွေရှိမှာပေါ့ဗျာနော်ဒီကျွန်တော်တို့နောက်ကျောကနေ R site ပြီးအရှိကိုတွန်းတာရှိမှာအဲ့ဒါဒီကျွန်တော်တို့ excavator တစ်စီးရဲ့ကျွန်တော်တို့ pressure နဲ့တူတယ်အဲ့ဒီအဲ့လိုတွန်းနေဆိုပေမဲ့ကျွန်တော်တို့မရွေသေးဘူး အဲကျွန်တော်တို့ဒီကြောက်တုံးကိုတွန်းပေါ်ရတယ်ကျွန်တော်ခြေလမ်းလှမ်းရမယ်ဒီလှမ်းတဲ့ခြေလမ်းဒီကျွန်တော် excavator တစ်စီးရဲ့ flow နဲ့တူတယ်အဲ့တော့ကျွန်တော်တို့ကဒီကြောက်တုံးအကြီးကြီးကိုရွေးပို့ရတော့ကျွန်တော်တို့တင့်တင့်လျှောက်ပတ်တဲ့အားဆိုင်ထုံးမှုဖြစ်ရမယ်အဲ့အားဆိုင်မှုဒီကျွန်တော်တို့ကလက်ဖြန်အားတွေအဲဒီပခုံးအားတွေနေပြီးတော့ကျွန်တော်တို့ကြွက်သားတွေနဲ့ဆိုက်ပြီးတွန်းမယ်ဒါဒီ excavator တစ်စီးရဲ့ pressure အဲကျွန်တော်တို့ flow မှာကြတော့ကျွန်တော်တို့ဒီခြေလမ်းလှမ်းတဲ့အရေးတော့ကျွန်တော်ကျွန်တော်တို့က10မိနစ်ကို10လမ်းလမ်းနေဆိုရင်10မိနစ်နေဒီကြောက်တုံးဒီကျွန်တော်တို့ဟိုဘက်ကိုနေရာရွေးသွားမယ်10မိနစ်ကိုကျွန်တော်တို့ကအလှမ်း20လမ်းနေဆိုလို့ချင်းအဲကျွန်တော်တို့ဒီ ငါးလှမ်းနဲ့အဲကျွန်တော်ဒီ10မိနစ်အတွင်းမှာရောက်သွားမယ်เนาะအဲ့တော့ဒီအဲကျွန်တော်10မိနစ်အတွင်းမှာလှမ်းတဲ့အလှမ်းရည်အတွက်ဒီကျွန်တော် excavator တစ်စီးမှာဆိုကျွန်တော်တို့ flow နဲ့သွားတူးတယ်အဲ့လိုမျိုးပဲအဲကျွန်တော်ဒီ hydraulic system ရဲ့ အဲဒီ power source ဖြစ်တဲ့ hydraulic pump အနေပြီးကျွန်တော်တို့ flow ထုတ်ပေးတယ်ဒီ flow ကိုကျွန်တော်တို့ဘာနဲ့တိုင်းလဲဆိုရင်ဟောဂါလန်ပါမိနစ်တော့လကောင်းလီတာပါမိနစ်တော့လကောင်းအဲ1မိနစ်ကိုဒီ pump အနေပြီးတော့ကျွန်တော်တို့အဲလီတာဘယ်လောက်များများနော်ကျွန်တော်တို့စုပ်ပြီးတော့ပြန်ပြီးပွေးပုတ်ပေးနိုင်တယ်လဲပေါ့နော်အဲ့တော့ hydraulic pump အနေပြီးတော့ကျွန်တော်တို့ကလီတာပါမိနစ်ယူနေနဲ့ကျွန်တော်တို့ flow တွေတစ်ခုကိုထုတ်ပေးတယ်အဲ့ဒါကိုပဲကျွန်တော်တို့ control bar မှာရှိနေတဲ့ bar တွေ relief တွေကနေတဆင့် အဲကျွန်တော်တို့ဒီ pressure တစ်ခုကိုကျွန်တော်တို့ပြောင်းလဲပေးတယ်ဒီ pressure ကိုတော့ကျွန်တော်တို့အဲ PSI unit ဒါမှမဟုတ်ဘား unit နဲ့သုံးတယ်အဲဒီ pressure ကနေပဲကျွန်တော်တို့ကဒီကြောက်တုံးတွေမာတာမြေတွေကုတ်တာနော်စသက်ဖြစ်နေလို့လုပ်တယ် အဲ့တော့ကျွန်တော်တို့ကဒီမှာဟို pressure နဲ့ flow ရဲ့အဲချိုးကြပုံလေးပေါ့နော် pressure နဲ့ flow ကကျွန်တော်တို့ inversely proportional လို့ဟိုကြတယ်အဲ့တော့ကျွန်တော်ကားတွေမှာဆိုရင်ပြောမယ်ဆိုရင်အတက်တွေကိုကျွန်တော်တို့ gear number ကြီးနဲ့တက်တယ်ဗျာနော် gear number 1ထိုးလိုက်ပြီဆိုရင်အတက်ကိုအသာလေး engine ဘောမှာဝင်ပြီးချင်းမရှိဘဲနဲ့နော်အသာလေးကြိတ်ပြီးတော့ယုံတက်သွားတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ engine speed ဒီဟို car speed ဒီနှေးနေနေမယ်အဲအဲ့လိုပဲဟိုကျွန်တော်တို့အမြန်မောင်းမယ်ဆိုလို့ချင်တဲ့ကျွန်တော်တို့ gear number 4 5ထည့်လိုက်မယ်ဆိုရင် အာကျွန်တော်ကားအမြန်လာလိမ့်မယ်ကျွန်တော်ဟိုပရက်ရှာအကြီးကြီးမားမားသုံးမယ်ခဲလုံးအကြီးမားတာမျိုးဖြစ်ဖြစ်မြေအမာကြီးကိုဆွက်ကုန်တာမျိုးပဲဖြစ်ဖြစ်ဒါဆိုရင်သူတို့ဟိုက်ပရက်ရှာပေါ့နော်ပရက်ရှာမြင်မားလာတယ်သူ့ရဲ့ walking pressure ရဲ့အမြင့်ဆုံးကိုရောက်လာတယ်သူတတ်မှတ်ထားတဲ့9000တတ်မှတ်9000လောက်ကြီးဆွဲကုန်ရတယ်ဆွဲမှားတယ်ဒီချိန်မှာကျွန်တော်တို့ flow ကကျွန်တော်တို့နည်းနေရမယ်သူ့ရဲ့ဖြောင်းမြန်ရအမ်းအဲကျွန်တော်ကား gear number 1ထိုးတာသလိုပဲအဲချိန်မှာဆက်ကနှင်းနှေးလေးနဲ့ဒီဥစ္စာကိုကျွန်တော်တို့ချိန်မှားမယ်ချိန်ကုန်မယ်ဟုတ်ပြီကျွန်တော်တို့ရဲ့ဆက်က ဟို heavy duty မဟုတ်တော့ light duty ဖြစ်သွားပြီကျွန်တော်တို့မြေကြီးကုတ်ပြီးသွားလို့ဆွင်းလှည့်ပြီးတော့ကားပေါ်တင်မဲ့အချိန်ဒီချိန်မှာဆိုကျွန်တော်တို့ရဲ့ sap သုံးရတဲ့ pressure သည်ညော့ကြပါတယ် pressure နည်းပြီဆိုကျွန်တော်ဒီဘက်ကဗာများမလဲဆိုရင် flow များလာမယ် flow များလာတယ်ဆိုကျွန်တော်တို့ရဲ့စက်ကြီးသည်တွက်လာမယ်အဲဒီဒီ excavator တွေမှာတတ်ထားတဲ့ hydraulic system က ဘယ်ဇန်းတရားနဲ့မှမတူတာဒီ check up ကျွန်တော်တို့ main point ပဲเนาะကျွန်တော်တို့က flow ကိုကျွန်တော် adjust save လုပ်လို့ရတယ်အဲလိုသလိုဒီ set ရဲ့သုံးတဲ့ wind ပေါ်မှာမူတည်ပြီးတော့ဒီ flow ကို low သလိုထုတ်ပေးနိုင်စွမ်းရှိတယ်เนาะအဲဒီဒီဒီစနစ်ကိုပဲအဲ့စနစ်မှာဖြစ်လာတဲ့အပြတ်တနာကိုပဲဒီ flow နဲ့ pressure ကိုခွဲပြီးတော့ပြုပြင်တဲ့နေရာမှာလဲဟိုဒီ knowledge အနေနဲ့လူတွေမှာအခက်အခဲသွားဖြစ်တယ်ပေါ့ဗျာအဲ့ချိန်မှာကျွန်တော်တို့ကဟိုမလုံးတဲ့နေရာတွေကိုလုံးမိတတ်တယ် ဟို pressure များနေတာကို flow သွားလျှော်တာမျိုးအဲ flow ကြီးများနေတာကိုဒီ pressure ဒီ really eject တွေကိုကျွန်တော်တို့ကစားလိုက်တာမျိုးဥပမာခုနကကျွန်တော်ပြောတဲ့အရှိပိုင်းမှာရှိနေ engine ကဟိုမြို့ကိုအကြောင်းတစ်ခုခုပြပြီးတော့ဆွမ်းဆောင်ရည်နိုင်လို့ဒီ hydraulic system ကိုမယုံနိုင်တာကိုကျွန်တော်က hydraulic system မှာရှိနေတဲ့ flow တွေကို short ချပြလိုက်တာမျိုးအဲဒါမျိုးတွေကျွန်တော်တို့ကဟိုဟိုကနည်းနည်းဒါနည်းနည်းလှုပ်ချင်းနဲ့ဆုံးလာတဲ့ခါမှာကျွန်တော်တို့စက်ကလုံးဝလုံးမရတဲ့အထိပုံကျသွားတတ်တယ် เนาะအဲ့တော့ဒီခုကျွန်တော်ရှင်းပြတဲ့ flow နဲ့ pressure လေးကိုဒီကောင်းကောင်းနားလည်စေခြင်းနဲ့ပေါ့ဗျာเนาะ flow ဆိုတာကတော့ကျွန်တော်တို့ strategy လုံးကြီးအနှစ်အသွက်ကိုကျွန်တော်တို့ကိုစားပြုတယ်ဒီ strategy မနိုင်တဲ့ဝင်ကုန်းနိုင်တဲ့အားကတော့ကျွန်တော်တို့ pressure ကိုကိုစားပြုတယ်เนาะအဲ့တော့ကျွန်တော်တို့ကဟိုဒီ pressure ကြီးကြီးမားမားသုံးရတဲ့နေရာမှာအဲကားဂီယာချိန်လိုက်တဲ့ဘောပဲစက်ကဖလိုးလေးသည်နည်းနေရမယ်အဒီကျွန်တော် live jury ပေါ့နော် weight အပေါ်လေးဝင်းအပေါ်လေးယုံရတဲ့နေရာဥမာခွက်လေးနဲ့မြေလေးရမ်းတာမျိုး level လေးချက်တဲ့ခါမျိုးမှာသူက flow ဒီမြင့်နေရမယ်ဒီ flow နဲ့ pressure ရဲ့ inversely proportion နဲ့ဟိုဟို milli per second အတွင်းပေါ့နော်တစ်စက္ကန့်ရဲ့အပုံတွေကြားထဲမှာဟိုအချိန်နဲ့တပြင်းညီထိန်းချုပ်ပေးနေတာကြတော့ကျွန်တော် power shift system လို့ခေါ်တဲ့နော်ဒီ PRB control တွေကနေတဆင့်ဒီ wiring system နဲ့ကျွန်တော်တို့ဓာတ်ရိုက်ထိန်းချောင်းလာဒီစနစ်တွေကျွန်တော်တို့ကလည်းမကောင်းဘူးဆိုရင်ဒီဆက်နှေးချင်းသွက်ချင်းဝေချင်းတွေပေါ်မှာကျွန်တော်တို့ပြဿနာတွေအများကြီးဖြစ်ပေါ်စေနိုင်တယ်เนาะအဲ့တော့ဒီ electrical system နဲ့ hydraulic system နဲ့ပေါင်းပြီးတော့ဒီဒီကျွန်တော်တို့ flow နဲ့ ပရက်ရှာရဲ့ဒီဒိုင်ရိုက်တွယ်ဝိုက်ပြီးအချိုးကျတယ်ပေါ့ဗျာနော်အဲ့ဒီအချိုးအချိန်နဲ့တပြေးညီသူကထိန်းချောင်းပေးနေတယ်ဒီဆက်ကဟို light duty လုပ်နေရလား heavy duty လုပ်နေရလားဆိုတာကိုသိရလာကြကျွန်တော်တို့ဟို engine ရဲ့နောက်ဘုံမှာတက်ထားတဲ့ speed sensor ကနေသိရလာနော် engine ကကျွန်တော်တို့ပုံမှန် RPM 1900ထားတယ်အဲကျွန်တော်တို့ကမြေအမာကိုဖြစ်ကုန်လိုက်လို့ RPM 1900နေ1800 1800ကျသွားတာကိုကျွန်တော်တို့ electrical system အာယုံခံလိုက်တာနဲ့တပြိုင်တည်းဒါဆိုသူကဒီ engine သည် heavy duty ကုန်နေရပြီ။ pressure ကြီးအများကြီးသုံးနေရလို့ engine ကြီးထိုးကြသွားပြီဆိုအဲသူ့ရဲ့ဒီ flow adjustable ရနေပြီသူက flow ကို short ချပေးလိုက်တယ်။ flow short ချပေးလိုက်တော့ကျွန်တော်တို့ car gear 1ထိုးလိုက်တယ်လို့ပဲဖြစ်ဖြစ်လေးကြိတ်ရုံမှာဖြစ်တဲ့အတွက် engine ပေါ်မှာဝင်တက်ရောက်ခြင်းမရှိတော့ဘူး။အဲ flow နည်းနည်းလေးနေမယ်ဒီဝင်ကြီးကိုမမပေးလိုက်တဲ့သဘောတဘာဝရှိတယ်။အဲ့တော့ဒီ high ဒီခုနကပိုမေးတယ်လို့ပဲဒီ hydraulic system ရဲ့ရလက်အနှစ်သာရသည် ဟို reflow နဲ့ pressure ပဲသူကပြန်ထုတ်ပေးတယ်ဒီ flow နဲ့ pressure လေးကိုပဲကျွန်တော်တို့ကစနစ်တကျထိမ့်သိမ်းပြီးတော့နည်းစနစ်ကျကျပြုပြင်မယ်ဆိုရင်အဲကျွန်တော်တို့ရဲ့ဆက်ဆွမ်းဆောင်ရည်ကိုလည်းမထိခိုက်တဲ့အပြင်ဟိုမှာအသူ original chain ထားတဲ့ဆက်တင်လေးတွေကိုလည်းအဲကျွန်တော်တို့တည်တည်ကျကျထိမ့်သိမ်းမယ်ဆိုရင်ပေါ့ဗျာဒီ molar app နဲ့ ဟိုနှိမ့်သွားတာတွေကွေးသွားတယ်စက်ကြီးပုံချသွားတဲ့အဆင့်တွေထိကျွန်တော်တို့မရောက်တော့ဘူးပေါ့နော်အဲဒါလေးတွေကတော့ဟိုအခြေခံ knowledge လေးတွေပေါ့ဗျာဒါအကုန်လုံးနားလည်နိုင်တဲ့ခန္ဓာအရာတော့ကျွန်တော်ကဒီလိုဥပမာလေးနဲ့မယ်ရှင်းပြလို့ရမယ်ပေါ့နော် flow ဆိုတာကတော့ကျွန်တော်တို့အနည်းမြန် pressure ဆိုတာကတော့အာနော်ဟုတ်ကဲ့အဲ့ဆိုကုဖြိုးလက်ရှိရှင်းပြတဲ့အထဲမှာဒီစက်တစည်းကောင်းစွာအလုံးလုံးဖို့ဆိုရင်ဒီ flow ရဲ့ pressure ကလုံလောက်တဲ့ flow လုံလောက်တဲ့ pressure လိုအပ်တာပေါ့နော်အဲ့ဒီလုံလောက်တဲ့ flow လုံလောက်တဲ့ pressure မရဘူးပါပေါ့နော်အနောက်ဆက်ပြီးတဲ့ အရာတွေလည်းရှိနိုင်တယ်လीအဲ့ကောင်တွေကကြတော့ဟိုဘာတွေဖြစ်နိုင်မလဲကိုပြောပြဟုတ် flow နဲ့ pressure ကိုနှောက်ရှက်ပေးတဲ့အရာကကျွန်တော်တို့ဒီ flow ကိုထုတ်ပေးတဲ့အဓိက hydraulic main pump ပေါ့နော် hydraulic main pump ရဲ့ inner pass data မှာကျွန်တော်တို့ပွန်းစားမှုတွေဒီဒီကျွန်တော် piston shoe တွေကနေအပြင်ဘက်ကိုကျွန်တော် leak စီတွေပြန်ထွက်လာတယ်ပေါ့ เนาะဒါမျိုးတွေဖြစ်ပြီးဆိုရင်ကျွန်တော်လုံလောက်တဲ့ flow flow တွေမရတော့ဒီ flow နဲ့ pressure ကိုကျွန်တော်တို့ကြီးကြီးမားမားတက်ရောက်မှုပေးနေတာလေဒီ hydraulic C ရဲ့ quality လည်းပါတယ်ဒီ hydraulic C ရဲ့ quality ကဟိုတတ်မှတ်တဲ့အရေးသွေးတဲ့နေနေမယ်ဆိုရင်လည်းအဲဒီ flow ဘိုင်းတွေကိုကျွန်တော်တို့ကထိခိုက်စေနိုင်တယ်အဲဒီဒီ hydraulic filter တွေပုံမှန်မလဲလို့ဒီအမှုံမွားတွေကအော်ဒီ flow ကိုထိန်းချင်းချုပ်ပေးတဲ့ဒီ regulator တွေမှာရှိနေတဲ့ servo piston တွေပါတယ်ပေါ့ဗျာအဲ့ဒီဂျားတွေတမ်းမှာဒီအမှုံမွားတွေဖြတ်သွားမယ်ဆိုရင် ဟောဒီဒီ pin piston အထိုင်အနေနဲ့ piston တွေမှာကျွန်တော်တို့ပွန်းစားမှုတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီ flow တွေကဟိုဘက်ဒီဘက် sea pressure နဲ့ပဲထိန်းချုပ်တာဖြစ်တယ်။အဲ့တော့ဒီဘက်က sea pressure တွန်းရတဲ့အခါမှာဒီဆက်လှုပ်လှုပ်လို့ပူးနေတဲ့အခါမှာသူ့ရဲ့ viscosity ကလည်းကျဲနေတာဖြစ်တဲ့အတွက်အဲ့ဒီပွန်းစားမှုကနေပြီးတော့ sea တွေကကျွန်တော်တို့ဟာထွက်သွားမယ်ဆိုရင်ဒီ flow ထိန်းချောင်းတဲ့နေရာမှာကျွန်တော်တို့ ထိန်းချုပ်မှုအမားတွေဖြစ်ပေါ်လာနိုင်တယ်နော်အဲ့ချိန်အဲ့ချိန်ကြာလို့ချင်းကျွန်တော်တို့ကဟိုပြင်ရမယ့်အစိပ်ပိုင်းတွေအများများလာတယ်အဲ့အဲ့ဒါကြောင့်မို့ကျွန်တော်ပြောတာကဒီ hydraulic system တစ်ခုလုံးဝယ်သူ့ရဲ့စွန်းဆောင်ရည် ကောင်းနေတဲ့အချိန်တွေပေါ့နော်စွမ်းဆောင်ရည်ကောင်းကောင်းအကြာကြီးသုံးချိန်ကျွန်တော်တို့ကဒီ fitness ကိုအထူးဂရုစိုက်ဖို့လိုအပ်တယ်ဒီ fitness ရာပဲဒီ C ရဲ့အရည်သွေးရပဲဒီ flow နဲ့ pressure ပေါ်မှာကျွန်တော်တက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေနိုင်တယ်အဲဒီ C မကောင်းတာသုံးတာကြာရင်ဒီ flow တွေကမမှန်တော့မမှန်တော့တဲ့အခါမှာကျွန်တော်တို့ကဒီ regulator တွေမှာရှိနေတဲ့ flow adjust တွေကို light ချိန်ပေးရတာမျိုးတွေရှိတယ်။ pressure တွေ light တင်ပေးရတာမျိုးတွေရှိတယ်။ နော်ဒါတွေကကျွန်တော်တို့ကဒီစီကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေပေါ့အဲဒီစီနဲ့ဖစ်တာဒါကျွန်တော်တို့က new site သုံးဆွဲမယ်ဆိုရင်ဒီ flow နဲ့ pressure ကလည်းသူ့သတ်မှတ်ချက်တိုင်းမှန်းနေတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဆက်ရဆွမ်းဆောင်ရအပြည့်အဝရရှိတယ်အလုံးအတွင်းတယ်ပေါ့ဗျာနော်အဲ့ဒါလေးတွေကျွန်တော်တို့က new site ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ ကိုဖြိုးဒီရှေ့အပီဆိုဒ်တွေမှာဒီဝင်မြပေးတဲ့အထဲမှာကျတော့ကျွန်တော်တို့အင်ဂျင် ပေါ့နော်အင်ဂျင်ရဲ့ပြည့်ချက်ကိုရှာတဲ့အချိန်မှာကိုဖြိုးမီကိုအယောင်ကိုကြည့်ပြီးတော့အတိုင်းတာတစ်ခုဒီကိုဖြိုးဟိုပါပေါ့အကြမ်းမြင်းဟိုကျွန်တော်အဖြေရှာလို့ရတယ်ပေါ့ကိုဖြိုးကအခုလက်ရှိ hydraulic system ရောအဲ့လိုမျိုးလေးဒီဘဲအရာတွေကိုကြည့်ပြီးတော့အဖြေရှာလို့ရမလဲ travel shoot လုပ်လို့ရမလဲကိုဖြိုးအဲ့ဒါလေးလည်းတစ်ချက်ပြောပြပေးပါဦးဟုတ် hydraulic system မှာကျွန်တော်တို့ကအပြည့်ရှာမယ်ဆိုရင်တော့ဟို ကျွန်တော်လူတွေခုနကကျွန်တော် hydraulic ကိုသွေးနဲ့တင်သားရဲဆိုရင်အဲကျွန်တော်လူတွေနေမကောင်းလို့ဆေးအုပ်ဆေးခန်းသွားရဲဆိုရင်ကျွန်တော်တို့ကုသမှုတန်းလို့တာမဟုတ်ဘူးအဲကျွန်တော်တို့ရဲ့အပေါ်သေးအောက်သေးကိုတိုင်းတယ်အဲကျွန်တော်အဲ့လိုပဲ excavator တစ်စီးမှရှိနေတဲ့ hydraulic system ကိုအပြည့်ရှာမယ်ဆိုရင်လည်းအဲလူတွေ blood pressure တိုင်းသလိုပဲသူ့ကိုလည်းကျွန်တော်က pressure တိုင်းပြပို့ကလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကဟိုဘာပြင်ဆင်မှုကိုမှဒီ adjust တွေကိုလိုက်ပြီးတော့ချိန်တာမျိုးမလုပ်ခင်ကျွန်တော် pressure တိုင်းကိုတိုင်းရမယ်ဟုတ်ကဲ့နော်အဲစက်တစ်စီးမှကျွန်တော် pressure ၃မျိုးရှိတယ်နော် pilot pressure ရှိမယ် နော် pilot control system အတွက်ကျွန်တော်တို့ pilot pressure ရှိမယ်ပြီးရင်ကျွန်တော် pan one sensor ရှိမယ်ပန်ပန်ဝမ် pressure sensor ရှိမယ်ပန်2 pressure sensor ရှိမယ်အဲ့ sensor တိုင်းနဲ့တစ်စင်းလဲကျွန်တော်တို့ monitor တိုင်းနဲ့တစ်စင်းကြည့်လို့ရတယ်တကယ်လို့အဲ့လိုကြည့်လို့မရဘူးဆိုရင် pilot pressure တိုင်းမို့လိုအပ်တယ်ပထမအဆုံးပေါ့အဲပြီးရင်ပန်ဝမ် pressure တိုင်းမယ်ပြီးရင်ပန်2 pressure တိုင်းမယ်ဒီ pressure တွေကကျွန်တော်တို့ကဟိုသူ့သတ်မှတ်ထားတဲ့ဘောင်တွင်းမှာဝင်နေသလားပေါ့ နော်ဒီဒီ pressure တွေကဥမာကျွန်တော်4500ရှိရမယ်3500 2500ဒါမျိုးဖြစ်နေသလားဒီ pressure တွေပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့အပြည့်ဆက်ရှာဟုတ်ပြီကျွန်တော်ကဒီတတ်မှတ်ထားတဲ့ pressure တွေတော့ရှိနေတယ်ဒီ hydraulic pump ကလည်းကျွန်တော်တို့ထိန်းထားပေးနိုင်သေးတယ်ဒါပေမဲ့ကျွန်တော်တို့ကစက်ကြီးကနှင်းနေပြီဆိုရင်ကျွန်တော်တို့ဘာသိရမလဲဆိုရင်ခုနကတော့ဟို flow နှင်းနေပြီဆိုတာသိရမယ် pressure ရှိပြီးတော့ကျွန်တော်တို့ flow နှင်းနေတာကျွန်တော်တကယ်လို့ pressure မရှိဘူးဆိုရင်လည်းကျွန်တော်တို့ဆက်ကနှင်းနေမှာပဲဖြစ်တယ်။အဲ့တော့ဒီ hydraulic system ကိုကျွန်တော်တို့ကဟိုအပြည့်ရှာမယ်ဆိုရင်ပထမဆုံးအရေးကြီးတာတော့ကျွန်တော်တို့ pan 1 pan 2 pilot pressure တွေကိုကျွန်တော်တို့အရင်တိုင်းဖို့လိုအပ်တယ်။အဲဒီ strategy နှေးချင်းသွက်ချင်းကိုလည်းကျွန်တော်တို့ကဒီဘုံမြောက်တာတော့လကောင်းအန်ဆန်တာတော့လကောင်းအဲဒီကြာချင်းစက္ကန့်လေးတွေကိုကျွန်တော်တို့ကသိထားဖို့ရန်လိုအပ်တယ်။အဲဒါဆိုရင်ကျွန်တော်တို့ဒီ strategy မှာ flow ကဘယ်လိုဖြစ်နေသလဲပေါ့။မင်းဒီဒီပန့်နေပြီးကျွန်တော်တို့သူတတ်မှတ်ထားတဲ့ flow တဲ့အများကြီးပို့ထုတ်ပြီးဆိုကျွန်တော်တို့ကဘာဖြစ်လာလဲဆို engine ပေါ်မှာဝင်ပြီတာ။ ်နော် flow လိုအပ်တာနဲ့ flow တွေအများကြီးထွက်ပြီဆိုကျွန်တော် engine ပေါ်မှာဝင်ပြီတယ်အဲ့ဒီဝင်ပြီတဲ့ဝင်ရပဲဒီ engine ကိုလည်းကျွန်တော်တို့ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်တယ်အဲ့တော့ flow ကလည်းသူ့တတ်မှတ်ထားတဲ့ဘောင်တွင်းမှာပဲရှိရမယ်အဲ့ဒီ pressure တွေကလည်းသူ့တတ်မှတ်ထားတဲ့သူ့ temperature တတ်မှတ်ချက်တိုင်းပဲကျွန်တော်တို့ဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့က hydraulic system ကိုအပြည့်ရှာမယ်ဆိုရင်အရင်မအောင်ဆုံးတော့ကျွန်တော် pressure တွေရင်တိုင်းတက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဘုရားဟုတ်ဟုတ်ဒါလေးတွေကဒီကျွန်တော်တို့နေ့စဉ်ဘဝမှာရော ဒီနေ့စဉ်ဘဝအတွက်ကကျွန်တော်တို့ဆက်မောင်းနေသူအတွက်ရောဆက်ပြင်းနေသူအတွက်ရောအများကြီးအကျိုးရှိပါတယ်ကိုပြောဟုတ်ဟုတ်ကဲ့ပါကိုပြောဟုတ်ဟုတ်ကျွန်တော်သိချင်တာကကျွန်တော်လက်ရှိကျွန်တော်တို့ engineering နဲ့ပတ်သက်ပြီးတော့ပေါ့ဒီ single ပြောင်းလဲလာတဲ့ engineering အကြောင်းနဲ့အနာဂတ် engineering အကြောင်းပေါ့နော် player set စနစ်သုံးပေါ့နော် battery သုံးနဲ့ player set motor နဲ့ပဲဒီကျွန်တော်တို့ဒီ vehicle တွေကိုကျွန်တော်တို့ရွေးလျားစီတော့မယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ EV လို့ခေါ်တာဖြစ်တယ် Real power, the power of achievement.